အပိုင်းခွနစ်မှာတော့ထေကျွန်းကခေါင်းဆောင်ကနေတကွက်ပြပြီးမောင်းပြေးနေတာကိုယိုဟန်ကစနိုက်ပါနဲ့လန့်ပစ်လိုက်ပါတယ်။အဲဒီနောက်ကန်းဆက်ရဲ့တနေရာကနေထေကျွန်းကိုတနက်ထံရနဲ့တွေ့ရမှာဖြစ်ပြီးကန်ကောင်းပြီးတော့သာလက်မောင်းကိုထိသွားခဲ့ပုံရပါတယ်။အဲဒီနောက်ကန်းဆက်ကနေလှမ်းထားတဲ့ဝက်စားတွေကိုယူဝစ်လိုက်ပြီးဒီနေရာကပြေဖို့အားကုန်ထုတ်ကစူးစမ်းခဲ့ရင်နောက်ဆုံးလူတွေကြားတွေကိုပြန်ရောက်လာခဲ့ပါတယ်။ခေါင်းဆူကိုစကလူမတူမသိအောင်လမ်းလျှောက်နေရင်မိုးကရုတ်တရက်ရွာချလိုက်ပါတယ်။သွေးထွက်လွန်နေတဲ့ထံရနဲ့ ကုန်ခန်းနေတဲ့အာရင်တွေကြောင့်မျိုးလုံးတွေပြလာရင်ထေကျွန်းရဲ့ဥဒိယာကတခုတည်းသောအာကိုရာဖြစ်တဲ့နိုဂူရဲ့လျှက်စစ်ပစ္စည်းပြင်းနဲ့ဆိုင်ဖြစ်ပြီးနိုဂူကူတွေ့လိုက်ရတာနဲ့တင်းထားတဲ့စိတ်ကို short ချလိုက်တာကြောင့်နိုဂူရဲ့ကိုယ်ပေါ်မှာတည်းမေမျောတတိလက်သွားခဲ့ပါတယ် နိုဂူကတော့ထေကျွန်းအပေါ်ကိုခင်တွေ့တာကြောင့်ပြုစုဆောက်ရှောက်ပေးနေခဲ့ပါတယ်။တစ်ဖက်မှာတော့ယူဟန်ကထေကျွန်းမသေးပဲလွတ်မြောက်သွားတာကိုကြည့်နေရင်အစီရင်လာခံနေတဲ့ထောင်မှုကိုသတင်းမထွက်အောင်လှုပ်ထားလို့စိတ်မပူပူကိုပြောနေခဲ့ပါတယ်။ထောင်မှုကတော့ထောင်သားတွေကိစ္စကိုအထက်ကအစီရင်ခံခိုင်းနေတာကြောင့်ဘလို့တင်ပြရမလဲဆိုတော့မသိကြအောင်ယူဟန်ကိုအကူအညီတောင်းနေခဲ့ပြီးယူဟန်ကတော့ထောင်သားတွေစေစနာဝန်ထမ်းလုပ်နေတဲ့အချိန်ဂိတ်ယူစိတ်မှုဖြစ်သွားလို့တေဆုံးသွားတယ်လို့အကြံပေးလိုက်ပြီးအထက်လူကြီးတွေလည်းအခွန်သက်သာသွားတာပေါ့လို့ပြောကဒီလိုတွေဖြစ်အောင် ူလုံမဲ့ဆိုတဲ့အကြောင်းကိုပြောလိုက်ပါတယ်။အဲဒီနောက်လုံတုံကလုတ်ပြီးကြောက်ချီးပတ်နေတဲ့ထောင်မူကထောင်သား2800ကိုရောဘယ်လိုလုံးမှလဲလို့မေးတော့သဘောကျသွားပြီးဒီလိုထပ်ပြေဖို့ဘယ်လိုအကြံရသွားလဲဆိုတာကိုမသိချောင်းပြောကသူ့ရဲ့ကြားကွင်းကိုပါမိရှုသွားခဲ့ကြောင်းကိုပြောလိုက်ပါတယ်။ အလိုက်မသိတဲ့ထောင်မှုကထဲကျုံးကိုဖမ်းဝရန်ထုတ်လိုက်ရမလားလို့မေးတာကြောင့်တရင်မထွက်အောင်လုံးနေကမှာအတိုင်းပြည်သိအောင်ကြီးညာမလားလို့မေးကပေါစီပေါစီလုံးနေတဲ့ထောင်မှုကိုစိတ်တူလာခဲ့ပါတယ်ထောင်မှုလည်းယိုဟန်ကိုလန့်ကပြန်မလို့လုံးနေချိန်ဒီချိန်ဆိုထဲကျုံးဘာလုံးနေလောက်မလဲလို့မေးပေမဲ့ဉာဏ်သိမ့်မမီတဲ့ထောင်မှုကြောင့်ပြန်ဖို့ပဲပြောလိုက်ပါတယ်အဲ့နောက်မှာတော့노구ရဲ့ဆိုင်မှာထဲကျုံးတတိလစ်နေခဲ့ကသူဖြစ်ခဲ့တာတွေကအိမ်မက်ဆိုးတဲ့ဖွယ်ဖြစ်နေခဲ့တာကြောင့်ရုတ်တရက်တတိလစ်ရလာခဲ့ပါတယ် မျိုးလုံးပွင့်ပွင့်ချင်းမှာပဲပထမတစ်ခါလို့ထောင်ထဲပြန်ရောက်သွားမှာဆိုဘေးပဝင်းကျင်ကိုကြည့်လိုက်ပြီးနိုကူရဲ့ဆိုင်မန်းတေချာတော့မှတပြင်းချလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲနိုးလာပြီလားဆိုတဲ့အတားနဲ့တူဆန်ပြုတ်ကိုယူလာကစိတ်နဲ့ကိုယ်နဲ့ကပ်ပြီးလားလို့မေးလိုက်ပါတယ်ထဲကျိုးရဲ့ပုံစံကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေတဲ့နိုကူကိုရုတ်တရက်ကြီးဒီလိုလာရှာမိရဲ့အတွက်တောင်းပန်ချောင်းကိုပြောကလန့်သွားလားလို့မေးလိုက်တော့ဝမ်းသာတဲ့အကြောင်းကိုပြောပြီးဆန်ပြုတ်ကိုတောက်ခိုင်းလိုက်ပါတယ် အဲ့နောက်မှာတော့နိုဂူကမင်းကိုတွေးဖို့ထောင်ထဲကိုခဏခဏရောက်ခဲ့ပေမဲ့အเจ้าရင်းကိုမပြောဘဲဘေးမတွေ့တာကြောင့်တခုခုဖြစ်နေလားဆိုတာကိုစိတ်ပူကြောင်းကိုပြောတော့နောက်ထပ်စိတ်ပူအောင်လုံးမိပြန်ပြီနိုဂူကတော့မင်းကိုမေးချင်တာတွေအများကြီးရှိပေမဲ့တဖြည်းဖြည်းချင်းမေးမဲ့အเจ้าကိုပြောကရှေ့လျှောက်ဘလို့ရီလုံးမလဲလို့မေးလိုက်တော့အဖြေထွက်မလာတဲ့ထဲကျုံကိုဘာပဲလုပ်လို့ဒီမှာနေပြီးလှုပ်ဖို့ကိုပြောလိုက်ပါတယ်ထဲကျုံကတော့သူဒီမှာနေရင်ဦးလေးကြီးပါကျန်ရပါဖြစ်သွားမယ်အเจ้าကိုပြောတော့အနေရရှိတယ်လို့ပြောလိုက်ပါတယ် နိုဂူကတော့တိသွားရင်တော့မင်းကရုတ်တရက်ဆိုင်ထဲဝင်လာပြီးချိန်ချောက်တာကြောင့်မတက်တာပဲကူညီပေးလိုက်ရတယ်ဆိုတဲ့စင်ကြေကိုပြောလိုက်ပြီးထဲကျုံးကိုဒီကိုရောက်လာတာဖရဲတခင်ကလွတ်လိုက်တာလို့ပြောလိုက်ပါတယ်။အေးနော်ဖုန်းတလုံးကိုထုတ်ပြီးကလိုအပ်လာမယ့်အကြောင်းကိုပြောတော့ထဲကျုံးကဒီဖုန်းကရောချိန်ချောက်ပြီးလူယူထားတာလားလို့ပြောတော့လက်ဆောင်လို့ပြောကနေထွေးစာနဲ့ပြုံးပြလိုက်ပါတယ်။ အဲ့နောက်မှာတော့ညီဖြစ်သူရဲ့အယိုးပြကိုထားတဲ့နေရာကိုသွားခဲ့ပြီးထောင်မာတော့ကတွေ့ခဲ့တဲ့ရှင့်နေခင်ကိုဖုံးကနေရှာလိုက်ပြီးအချက်အလက်တွေမှာတော့ရာဇဝတ်မှုအထူးပြုတဲ့ရှင့်နေဖြစ်တာကိုတွေ့ရပြီးထဲကျိုးရဲ့ပထမဆုံးအမဲလိုက်မဲ့သူဖြစ်နေခဲ့ပါတယ် အိမ်နောက်ရှေ့နေနောက်ကိုနားရောက်ခံလိုက်နေခဲ့ကတယောက်ယောက်လိုက်လာကိုခံစားမိရဲ့ရှေ့နေတယ်ပြေးဖို့လောက်ကထဲကျုံးကတော့နောက်ကနေထက်ချက်မကွာလိုက်နေခဲ့ပါတယ်ပပည်နေရင်လည်းရှေ့နေကတယောက်ယောက်ကိုဖုံးဆက်ကူညီတောင်းနေခဲ့ပြီးနောက်ဆုံးလွတ်သွားပြီးထင်ခဲ့ပေမဲ့အသည့်ဆောက်နေတဲ့လူကိုထဲကျုံးမှန်းသိတော့ခန္ဓာကကိုဖွင့်ပြီးပြေးပိတ်ဖို့လုပ်ပေမဲ့ထဲကျုံးကနောက်ကနေဆောက်ကန်လိုက်တာကြောင့်အခန်းထဲရောက်သွားခဲ့ပါတယ်အိမ်နောက်ရှေ့နေကိုတီးလိုက်က record ယူဖို့ဖုံးကိုဖွင့်လိုက်ပါတယ် ရှင်းနေကတော့သူကအထက်ကခိုင်းလို့လုံးရတာဖြစ်ကြောင်းကိုပြောတော့အဲ့ဒီအထက်ကဘသူလဲလို့မေးလိုက်ပါတယ်။ရှင်းနေကတော့ပြောပြလိုက်ရင်သူတည်သွားမယ်လို့ပြောတော့စိတ်တူလာတဲ့ထဲကျော်လဲလက်ဘေးကိုအဲ့အောင်လုံးပြမယ်။စိတ်မရှိတော့တာကြောင့်ရှင်းနေအခန်းကိုမှွေနောက်နေရင်နောက်ဆုံးသူ့ရဲ့လက်ဆွဲအိမ်ကိုမောက်ချလိုက်တော့ဖိုင်တွဲနဲ့အတူမတ်စုစားကိုတွေ့ကဖိုင်တွဲတွေကဆိုချောင်းဆိုသူမင်းကလေးရဲ့ဓပုံတွေနဲ့အချက်လက်တွေကိုတွေ့ကဘသူလဲလို့မေးလိုက်ပါတယ်။ မသိဘူးလို့ဘူးခန့်ညင်းနေတဲ့ရှင်းနေတဲ့ခြေတော်ကိုချွန်နဲ့ထိုးရင်းမိခဲ့ပါတယ်။ဖိုင်နယ်တဲကမိန်းကလေးကအစားထိုးရမယ့် model တယောက်လို့သုံးတော့လိုက်ပြီးလုပ်ငန်းစဖို့အချက်အလက်တွေစုဆောင်းနေတာဖြစ်ကြောင်းကိုပြောပြပါရတယ်။ ။တယောက်ကလူသက်မှုကိုကျွလွန်ပြီးတဲ့အခါတရက်ခန့်အစားအဖမ်းခံမယ်မော်ရယ်ကိုရှာပေးပြီးတော့သူနဲ့ပတ်သက်တာမှန်သမျှကို24နိုင်အတွင်းဒဂိုရီသုံးပစ္စည်းသားမကအမိုက်အထိကိုစူးစောင်းပေးပြီးစားထုတ်ခံရတဲ့သူရုံမထွက်နိုင်လောက်တဲ့တပ်သည်တွေကိုဖန်တီးပေးရတာပဲလို့ပြောနေချင်းလူတယောက်ဝင်လာပြီးထဲချိုးကိုတိုက်ခိုက်လိုက်ပါတယ်။တကယ်တော့ရှေ့နေကအစတွေကခေါ်လာပြီးထဲချိုးကိုအချိန်ဆွဲနေခဲ့တာပါ။အဲဒီနောက်မှာတော့အပြန်အလှန်တိုက်ခိုက်နေရင်ထဲချိုးကိုတိုက်ခိုက်နေတဲ့သူဟာ ထောက်မာတော့ကသူ့ကိုဆေးထိုးပြီးတဲ့ဆရာဝန်မန်းကိုတည်သွားခဲ့ပါတယ်။အဲနောက်အဆိုပါကြီးစားကိုအမောက်တိတ်နေခဲ့ချိန်မှာတော့ချင်းနေကလွတ်သွားခဲ့ပြီးထဲကျွန်းကိုခေါရိုက်တိုက်လိုက်ကချင်းနေကိုထဲကျွန်းကပြန်ချနေချိန်မှာတော့အဆိုပါကြီးစားကထဲကျွန်းတို့အခန်းထဲကိုဘုံးတလုံးထဲကတကားပိတ်လိုက်ပါတယ်။အဲနောက်မှာတော့ပောက်ကွဲတော်မှာကိုသိရထဲကျွန်းလည်းရှင်းနေရဲ့ find တဲကိုယူကဘရင်ပေါက်ကနေခုံချဖို့လုပ်နေတော့ဘုံးထပောက်သွားတာကြောင့်အချိန်နဲ့အောက်ကရထားတဲ့ကားပေါ်ကျသွားခဲ့ပါတယ်။ ်မိလောင်ပေါက်ကွဲသွားတာကြောင့်လူတွေအုံလာပြီးထဲကျုံကတော့နောက်ကနေပဲမတိအောင်ရှောင်သွားခဲ့ပါတယ်တချိန်တည်းမှာပဲယိုဟန်ဓာလေးကြည့်နေတာကိုပြသနေခဲ့ပြီးအကုန်လုံးကိုအနိုင်ယူခဲ့ပြီးတဲ့နောက်တဖြည်းဖြည်းနောက်ဆုံးနေတဲ့သူတယောက်ကိုဓာနဲ့ခုတ်လိုက်တာအရှက်မရှိထွက်မပြေးပဲနဲ့ဂုံတိတ်ကရှိရှိသေးဖို့ကိုပြောပြပါတယ်။အဲ့ဒီအချိန်မန်နေဂျာဦးထံမှဖုန်းဝင်လာတာကြောင့်ယိုဟန်ထံဖုန်းပေးလိုက်ပါတယ်။ထဲကျုံးထွက်ပြေးလွတ်မြောက်တဲ့အကြောင်းကိုပြောတော့ပြန်ဖြေနေတဲ့ယိုဟန်လေတံကြောင့် မျက်မမြင်ရတဲ့အထင်းတော်ကစိတ်ဆိုးနေတာလားလို့မေးလိုက်ပြီးတောက်စရာကစိတ်မပြောတာအရသာမရှိကြောင်းကိုပြောကာတနရာကိုသွားအောင်မဲဆိုတဲ့အကြောင်းကိုပြောလာပါတယ်။အဲ့ဒီချိန်တယောက်တည်းပြန်လာနေတဲ့မန်နေဂျာကရှင်းမလျှောက်လာတဲ့ယိုဟန်ကိုတွေ့သွားတော့နောက်ပြန်လဲဖို့လုပ်ပေမဲ့မလွတ်နိုင်မန်းကိုတိသွားတာကြောင့်ပြန်တိုက်ခိုက်ခဲ့ပေမဲ့ယိုဟန်ကိုတော့မနိုင်ခဲ့တာကြောင့်အသက်ခံလိုက်ရပါတယ်။အဲ့တော့သွေးနဲ့ရတာကြောင့်စိတ်ပျော်လာခဲ့ပြီးသူ့ရဲ့အဖွဲ့ကတော့ဒီနေရာကိုတန်ရှင်းလှုပ်ဖို့ပြောကအစ်တတယောက်ကိုတာဝန်ပေးမယ်လို့ဆိုလာပါတယ် ိမ်နောက်အမှုစစ်ရုံကိုပြသနေကလက်ပေးလက်ယူမှုနဲ့စုံစမ်းခံနေရတဲ့စုံတော်အမှုစစ်ကိုအမှုရုပ်သိမ်းပေးလိုက်တဲ့အကြောင်းကိုပြောပြကလွတ်ပေးလိုက်ပါတယ်။အိမ်နောက်သူ့ကိုလွတ်ပေးရတဲ့ကြောင်းရင်ကိုမေးတော့ကားနံပါတ်ပါတဲ့ဆာရွက်လေးကိုပေးလိုက်ပါတယ်။အိမ်နောက်အပြင်ကိုထွက်လာတော့ရက်ထားတဲ့ကားနံပါတ်ကိုတွေ့သားကတကားနာသွားလိုက်တော့ယိုဟန်ဖြစ်နေပြီးခေါင်းဆောင်ဟွမ်လို့နှုတ်ဆက်ကသူတီးတဲ့အကူကြီးတောင်းစီရာရှိကြောင်းကိုပြောတာကြောင့်သူ့ကိုလွတ်ပေးရလူသားလို့မေးလိုက်ပါတယ်။ သူ့ကိုကူညီပေးရင်စစ်ဆေးခံနေရတာကို ရှင်းပေးပြီးလက်ဆောင်အနေနဲ့ယာဒူတိုးပေးမယ်တွေးထားကြောင်းကိုပြောကတီးတန့်ဖုန်တလုံးကိုထုတ်ပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့စုံတော့ကသူပါလုံရင်ရမလဲလို့မေးတော့လူရှာပေးဖို့ကိုပြောပြပါတယ်။အဲဒီနောက်လျှက်စစ်ဆန်ကိုပြသနေပြီးရှင်းအနေနဲ့ပြောရတဲ့လူသားထိုးတဲ့ဇကားတွေကိုအတန်သွင်းလာခဲ့ကလူယုံရှိကိုဖွင့်ပြနေခဲ့ပါတယ်။ အဲ့နောက်မျက်ရည်တွေဝဲလာကသူမလုပ်တဲ့အပြစ်တော့ထောင်ချခံနေရတဲ့ထဲချုံကိုပွေဖက်လိုက်ပြီးငိုနေခဲ့ပါတယ်။အဲ့နောက်သူအပြစ်ဝကူညီမှမို့ဒီကနေဘဲမှမသွားဖို့ပြောပြပါတယ်။တစ်ဖက်မှာတော့ထောင်ထဲမှာခေါင်းဆောင်ရန်ကအပြင်ထွက်သွားတဲ့ထောင်သားတွေကိုတွေ့ခွင့်မပေးတဲ့အကြောင်းနဲ့ထဲချုံကဘလို့ထွက်ပြေးသွားလဲဆိုတာကိုရာရှိတွေကိုပြဿနာရှာနေတဲ့အချိန်ထောင်မှုကဖုံးခေါ်လာခဲ့ပါတယ်။အဲ့နောက်ခန်းထဲရောက်လာပြီးထောင်မှုကစုံနောက်ဝန်းကိုမိတ်ဆက်ပြီးကထဲချုံမှုကိုတာဝန်ယူမဲ့အကြောင်းကိုပြောပြကနောက်ကနေလိုက်ပြီးကူညီပေးခိုင်းလိုက်ပါတယ် ခေါင်းဆောင်ရန်ကတော့အကုန်လုံးကသူမင်းမြန်စစ်ဆေးတာကိုမဖြစ်တဲ့အကြောင်းကိုပြောတော့ထောင်မူကသူတားတားတဲ့အကြောင်းပြောလိုက်ပါတယ်။အဲနောက်မှာတော့စုံနောက်ကမဲထဲကျွန်းရဲ့နေခဲ့တဲ့နေရာကိုပြခိုင်းတာကြောင့်ခေါင်းဆောင်ရန်လည်းစိတ်ပြတ်နေခဲ့ပါတယ်။ထဲကျွန်းကန်းထဲမှာတော့ထဲကျွန်းရဲ့ပုံမှန်ချိန်စရာကိုပြတာကစံပြထောင်သားဆိုတဲ့အကြောင်းကိုပြောပြပါတယ်။အဲနောက်မှာတော့ဂရင်အောက်ကတက်တာတွေကဆေးစစ်တဲ့ဆာရွက်ကိုတွေ့ကဘာလို့ဒီဆာရွက်တွေကိုခဏခဏပြင်ကြည့်နေတာလဲလို့မေးတော့ခေါင်းဆောင်ရန်ကတွေ့မှာပဲကိုယ်တိုင်မေးကြည့်ဖို့ကိုပြောပြကထွက်သွားလိုက်ပါတယ်။ အဲ့နောက်မှာတော့အစားထိုးကံပြည့်မတ်ဖြစ်တဲ့မင်းကလေးရဲ့ beauty salon ကိုပြသနေကအဲ့ဒီအချိန်တမိဖြစ်သူဝင်လာပြီးပါလာတဲ့စာကိုပြလိုက်တော့ရက်လွန်ကြီးသတိပေးစာတွေဖြစ်နေကတမိဖြစ်သူကတော့ပန်းနာရင်ချက်ယောဂါကြောင့် gas flu လေးကိုရှုနေတာကိုယိုဟန်ကအတုအခန်းကနေကြည့်နေခဲ့ပါယိုဟန်ကစောက်ကြည့်နေသလိုထဲကျုံးကလည်းတရက်ခံကိုဖမ်းနိုင်ဖို့လေ့လာနေခဲ့ပါတယ်အင်ကိုမြောက်တဲ့ခါမှာတော့အသေးချာစီစဉ်ဆွဲနေတဲ့နိုကူကလောက်ကျန်တဲ့သူတွေကလူတွေကြားထဲမှာပုံနေရင်ဘလို့သိနိုင်မှာလဲလို့မေးလိုက်တော့ပြင်ဆင်ရမယ်လို့ပြောပြပါတယ် အဲ့နောက်မှာတော့ထေကျွန်းတောင်းတဲ့ဒိုလီမုတ်ဆာတွေနဲ့ CCTV တွေကိုဖန်တီးလိုက်ပြီးအဆိုပါမိန်ကလေးရဲ့စိုင်ပတ်ဝင်ချင်မှာတက်ခါစောက်ကြည့်ဖို့လုပ်နေရင်노구ကစပီကာတွေကဖွက်ထားတဲ့သူ့ပတ်စံတွေကိုထုတ်ပေးကလိုအပ်ရင်သုံးဖို့ထေကျွန်းကိုပေးလိုက်ပါတယ်။ထေကျွန်းကပတ်စံတွေကိုဘာလို့အဲ့လိုဖွက်ထားတာလဲလို့မေးတော့ဒဇုံတယောက်ခိုးမှဆိုလို့ဆိုတဲ့အကြောင်းပြောကရည်နေခဲ့ပါတယ်။နောက်တနေ့မှာတော့ဆိုင်ကိုတောက်မျိုးစုံကားတွေစောက်ကြည့်နေတော့အတန်ကြားတာကြောင့်အခန်းပြင်ကိုထွက်လာခဲ့ပြီးပတ်စံရှာနေတဲ့မိန်းကလေးကိုတွေ့ရကြောင်းသူ့နေရာသူပြန်ထားဖို့ပြောလိုက်ပါတယ် ပြောမြတာကြောင့်ထေကျွန်းကစမတောင်ကျွေးလက်ပြီးလဲကျနေတဲ့အချိန်မှာနိုဂူပြန်ရောက်လာခဲ့တာကြောင့်ဝန်ဘီလို့ခေါ်လိုက်ပါတယ်။အဲနောက်မှာတော့နိုယုံရှိကအတုတမီဖြစ်ကြောင့်ထေကျွန်းကိုမိတ်ဆက်ပေးလိုက်ပြီးဝန်ဘီကတော့ထေကျွန်းကိုအပြင်ကိုခဏလိုက်ခဲ့ပေးဖို့ခေါ်လိုက်ပါတယ်။အဲနောက်မှာတော့ဂျောင်းတကြောင်မှာသွားစရာနေရာမရှိလို့ကတ်နေတာလားလို့မိကနေမယ်ဆိုတပတ်ကိုနှစ်သိန်းခွဲကြိုပေးရမယ်လို့ပြောကပတ်စံတောင်းလိုက်ပြီးတစ်ချက်ထိုးကပြန်လွတ်လိုက်ပါတယ်။ဆိုင်ကိုပြန်ရောက်တဲ့အခါမှာတော့သူတမီးရဲ့အကြောင်းကိုသိတဲ့နိုယုံရှိကအံ့တောင်းသေးလားအဓိကလည်းရသေးလားလို့မေးလိုက်ပါတယ် အဲ့နောက်မှာတော့ရင်ခွဲရုံမှာမီးလောင်တံရနဲ့တိဆုံးတဲ့ဆင့်တွေကိုစုံတော့တို့တွက်ကြည့်ကထဲကျုံးနဲ့တွေ့ခဲ့တဲ့ရှင်းနေလို့ပြောပါတယ်။အဲ့နောက်မှာတော့ထဲကျုံးနဲ့ရင်းနေတဲ့နှုံယုံရှိစီကိုသွားဖို့စုံတော့ကပြောလိုက်ပါတယ်။အဲ့နောက်မနာမနေစောင့်ကြည့်နေတဲ့ထဲကျုံးကိုနှုံယုံရှိကမယူဆိုင်ဖို့ပြောကထဲကျုံးကတော့အကားပြတစည်းနဲ့လူတစ်ယောက်ကတူညီတဲ့ချိန်တိုင်းမှာအဆိုပါမိန်ကလေးရဲ့အဆိုင်ရှိကပေါ်လာပြီးတစ်ချိန်တည်းမှာပြန်ပြောက်သွားကြောင်းကိုပြောပြပါတယ်။အဲ့တော့ထဲကျုံးကသူလုံးဝစဉ်းစားမရတဲ့ကိစ္စတစ်ခုရှိပြီးနင့်နာသူရဲ့ဖုန်းကသူ့ရဲ့လမ်းကြောင်းနီးနားမှာရောက်နေတာကြောင့် တိုက်ဆိုင်တာလားဆိုတာကိုမသိချောင်းကိုပြောပြနေပါတယ်။အဲနောက်မှာတော့ screen ကိုပြသလိုက်ပြီးနောက်ကဆိုင်ငယ်သမားကထက်ချက်လိုက်နေတဲ့ချောင်းကိုပြောတော့မင်းကလည်းဒပုံစံနဲ့လှုပ်ခဲတာဖြစ်မယ်လို့ဆိုလိုက်ပါတယ်။နောက်မှကြသေးခင်မှာ super main clay ကိုဆက်သွယ်ရမယ်လို့ဆိုကနောက်တနေ့မှာတော့သူရဲ့ဖုံတက်နေတဲ့ဆိုင်ငယ်ကိုထုတ်လိုက်ပါတယ်။ တစ်ဖက်မှာလည်းသေဆုံးသူရအနေထားတွေကိုယူဟာကြည့်နေပြီးဓာတ်နေရာမှာအစားထုတ်ကိုမင်းကလေးရဲ့ဆိုင်ကကက်ကြီးကိုရွေးချယ်လိုက်ပါတယ်။အဆူပါမင်းကလေးဆိုင်ကနေခုံအောက်မှာကြာနေတဲ့ဖုန်းကမိလာခဲ့ပါတယ်။ခဏကြာမှာတော့ဆိုင်ကိုထဲချုံရောက်လာခဲ့ပေမယ့်ခလေးနဲ့သာတွေ့ပြီးအမေကဧည့်သည်ရဲ့ဖုန်းကိုတပ်ပြန်ပေးနေကြောင်းကိုပြောတော့ထဲချုံကဘယ်သွားမယ်ဆိုတာကိုပြောခဲ့သေးလားလို့မေးလိုက်ပါတယ်။ခလေးမလေးကတော့သူ့မိသွားမယ့်နေရာကိုထဲချုံကိုပြလိုက်တာကြောင့်အဆူပါနေရာကိုလိုက်ဖို့လုပ်လိုက်ပါတယ်။ ။တစ်ဖက်မှာလည်းနိုယုံရွှတ်ထံကိုစုံတော့တွေရောက်လာကပိုရှာဒီရှာလုံနေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအစာတို့ခံမင်းကလေးကဖုံးပိုက်ရှင်ကိုပြန်ပေးဖို့သွားနေရင်ထဲကျုံးကပဲတားနိုင်မလား။ဒါမှမဟုတ်ထဲကျုံးရဲ့နေရာကိုစုံတော့တွေဖမ်းမိသွားမလားဆိုတာကိုနောက်ပိုင်းမှာပြန်တွေ့ကြပါမယ်ခင်ဗျာ။